အလုံးမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ Chelsea ရဲ့လူခုံမှုတွေနဲ့ပတ်သက်ပြီးတော့ဗောနော Euro နဲ့အတူတူသုံးသပ်ဆွေးနွေးသွားခြင်းနဲ့ဆိုတော့ဒီသင်းမရှင်လက်ထက်မှာကျွန်တော်တို့အသင်းကတော့ short ဆိုလိုလူတွေခေါ်တယ်ဗောနော်ကျွန်တော်တို့အသင်းတစ်ခုလုံးကြီးကိုမြေလံပစ်ပြီးတော့ဒါ Porsche sign တွေကိုပဲအဓိကအထားပြီးတော့ခေါ်လာနေတွေ့ရတယ်ဆိုတော့ဟိုတချို့ကတော့ဒါဒါအပေါ်မှာဒါစိတ်ဝင်စားမှုရှိတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီးတော့ပြောကြပြီးမြဲတချို့ကလည်းဒါတော်တော်ချစ်ပေါ့ရှောက်ဝဲဆိုပြီးတော့ဟိုပြောတာကြီးလည်းရှိတယ်ဗောနော်ဆိုတော့ ိုတချို့ဆိုရင်ဒါအာချက်စီကိုရောက်ဖို့ဆိုရင်ဘာမှမလုပ်ဘူးအသားမရမယ်စပင်ကော့ရမယ်ပေါ့နော်ဒီလိုမျိုးအခြေအနေလောင်မြောင်ကြီးနေတာကြီးလည်းရှိတယ်ဆိုတော့ဟိုတချို့ပြောတာလေဆိုရင်တော့ဒါအပြင်းမထွက်ရဲဘူးချက်စီကခေါ်သွားမှာဆိုလို့ပေါ့နော်ဒီလောက်ထိကိုချက်စီကခေါ်ချမ်းတာကိုဖြစ်တယ်ဆိုတော့ဒီဥရောပတစ်ခွဲမှာဆိုရင်လည်းဒါရှိသမျှအပူရစီဆိုင်နေမှာမြတ်သူကစိတ်ဝင်စားတယ်ခေါ်ယူပြီးသားကစားမားတွေဖြစ်တယ်ဒီလိုမျိုးကြီးပေါ့နော်ဒီတောင်အမေရိကအတိုက်မှာလည်းသူကနေချက်ထားတယ်ဆိုတော့ ကျွန်တော်တို့ဒီအာရှဘက်လောက်ပဲသူ့မှာခေါ်ယူတာမရှိရပါဘူးဒီလောက်ထိကိုကြည်ရပြမြတ်ဟိုခေါ်ယူနေတာမျိုးတွေပေါ့နော်ဒီလိုမျိုးခြေနေမျိုးတွေဆိုဒီခြေနေတွေက risk မရှိနိုင်ဘူးလားဆိုတော့မေးခွန်းပေါ့နော်ပြောရရင်တော့ risk ရှိနိုင်တယ်အာဒါပေမဲ့ risk တခုတည်းတည်းမဟုတ်ဘူးနော်ကောင်းကျိုးတွေတည်းလည်းရှိရှိပေါ့နော်ရှိတယ်ဆိုဟိုဒီ risk ကိုမပြောခင်ပေါ့နော်ကျွန်တော်တို့ကောင်းကျိုးဟိုအနေနဲ့ဆိုရင်ဒါ financial ရကျွန်တော်တို့ဟို ောရင်တော့ return on investment လို့ခေါ်ပါတော့ဒီကျွန်တော်တို့ဝကြေးရင်းနှီးမြှုပ်နှံလိုက်ရအောင်လေပြီးတော့ပြန်ရတဲ့အမြတ်ပေါ့နော်ဒီလိုမျိုးအခြေအနေမျိုးတွေကဟိုမနက်ပြောရင်အများကြီးဆိုးဆိုးနိုင်ချေနည်းတယ်လို့ပြောလို့ရပြီကျွန်တော်တို့ကဒီကစားသမားတွေကိုဟို budget ကိုအများကြီးပေးပြီးတော့အခုထားမို့ lower cost နဲ့သွားတာကျွန်တော်တို့ budget ကအရင်ကြီးမများဘူးပေါ့နော်ဒီပုံမှာကျွန်တော်တို့ဟိုကစားသမားတွေရဲ့ potential ရတဖြည်းဖြည်းမြင့်တက်လာတဲ့ပုံမှာငွေကြေးရတဲ့ဒါအမြင့်အမြင့်လာတယ်ပေါ့နော်ငွေကြေးမြင့်လာတဲ့ အနေအထားမျိုးဆိုတော့အာဒီပုံမှာအရှုံးကတိတ်မရှိနိုင်ဘူးအမြင်မြင်မရှိတော့မှအရှုံးမရှိနိုင်တဲ့အနေအထားမျိုးပေါ့နော်ဟောနောက်ချင်းတစ်ခုကပါလဲဆိုတော့ဥမာဒီကတောင်မ3ယောက်ကျွန်တော်တို့ဝယ်ဝယ်ယူလိုက်တယ်ဗျဝယ်ယူလိုက်တယ်အာနှစ်ယောက်ကဖလုတ်သွားရထားလိုက်အောင်ဟောကျွန်တော်တို့တစ်ယောက်ကတော့ကျွန်တော်အသင်းမှာတောက်ပါတယ်ဆိုဒီအသင်းကို carry လုပ်ပြီး supply တွေပါနေယူရဲပေါ့ဗျာအဒီချင်းဒီဒီကနေပြီးတော့လေကျွန်တော်တို့ profit တွေနဲ့ရနိုင်တဲ့အနေအထားမျိုးတွေဆိုတော့ဟိုကမ်းမဖလုတ်သွားတာ သုံးလျောက်စာနဲ့ဒီကမ္မတယောက်နှစ်ယောက်အောင်မြင်လိုက်တဲ့အစာကပို့ပြီးတော့တန်ဖိုးရှိရှိတယ်ဗျာဒါကာမိတယ်လို့ပြောလို့ရတဲ့အနေအထားမျိုးဆိုတော့ပြောရရှိရပါလို့ဒီချင်းတွေကိုဒါဒါလူတွေခေါ်ပြီးတော့ investment လုပ်တဲ့အခြေအနေကအခုမှတော့မဟုတ်ပြကျွန်တော်တို့ကဒါ အရင်ကငါမိုဘိတ်လက်ထက်ကိုပြန်ကြည့်မယ်ဆိုရင်လေဒီအခြေအနေမျိုးတွေတောက်လျှောက်ဆိုလို့ရှိခဲ့ရဆိုတော့ဥမာကျွန်တော်ဒီဘေဂျန်ကျေစင်စုဗျာဘေဂျန်ကျေစင်စုဥမာဆိုရင်ကျွန်တော်တို့အသေးနဲ့ looking နဲ့အဲကစားသမားမရှိဘူးအရင်ဟာဇတ်ရှိမယ်ဒီ Devry Lukaku Kodore ဒီကစားသမားတွေရှိတယ်ဗျာကျွန်တော်တို့တယောက်မှမလုပ်ဘူးဆိုတော့နောက်ကျွန်တော်တို့ဒီ Egypt ကမစီလို့ခေါ်တဲ့ Musa လာတို့ဒါ တခြားပီတာမိုဇက်တို့အော်စကာတို့ဝီလျံတို့ဒီကစားသမားတွေရှိသေးတယ်။ဆိုတော့ဒီကစားသမားတွေပေါ်ကနေပြီးတော့အကျိုးအမြတ်အများကြီးရလိုက်တဲ့အနေထားမျိုးနော်။ဆိုတော့ဒီလိုမျိုးထိဖန်တီးခဲ့တယ်။ဒီထဲမှာမှကျွန်တော်တို့အကျိုးပြုတဲ့ကစားသမားတွေလည်းရှိခဲ့တယ်။ကျွန်တော်တို့ဒီအီဒီဟာဇက်တို့ဆိုရင်ဒါတော့ဆိုလို့ကျွန်တော်တို့အတင်းလန်ချက်အဖြစ်တော့မှဆိုတော့ဒါစီးရင်ဝင်ပြီးတော့ဖလာဆူဖလာအောင်မြင်မှုတွေအများကြီးရခဲ့တာ။ပြီးတော့ဒီ ဝီလျံတို့လည်းအချိုးပြူခဲ့တဲ့ပီတာမော့ဆက်တို့ဒါကျွန်တော်ကွန်ဒီလက်ထက်မှာကောင်းကောင်းကြီးခြေစံပြခဲ့တဲ့ကသမားတွေအော်စကာလို့ဆိုရင်လည်းဒါတရုတ်ကိုပြောင်းသွားတဲ့အနေထားမျိုးမှာအဲ့ဒီခေပမာဏကဒါခေမှာဆိုရင်ဒါပမာဏကအများကြီးလို့ပြောလို့ရတဲ့အနေထားမျိုးနဲ့ပြောင်းသွားဆိုတော့ဒီလိုမျိုးငွေကြေးအချိုးမြတ်တွေရတယ်ပေါ့နော်ဒီဒီဗန်လို့ဆိုရင်လည်းဒါဒပတလန်နေပြီးတော့ဒါဟိုပြန်ပြီးတော့ဟိုကုညီတာမျိုးတွေပေါ့နော်ဟိုပြောချင်တာအာသူ့ဝယ်တော့ကနည်းနည်းလေးရယ် ျွန်တော်တို့သူ့ကိုပြန်ရောင်းချတဲ့ပုံမှာအရင်ကြီးအရှုံးမရှိဘူးလို့ပြောချင်တာဒီလိုခြေနေမျိုးတွေကအရင်အရင်တော့ငါတည်းရှိခဲ့တယ်ဆိုတာကိုပြောချင်တာအခုမှမဟုတ်ဘူးပေါ့နော်ဆိုတော့ဟိုဖလုတ်သွားတဲ့အာကသမားကြီးလည်းအများကြီးရှိတယ်ကသာဒီဟာတော့ဒီပုံမှာ risk အရှိတယ်ဆိုတော့ပြောချင်တာပေါ့နော်ပရက်ဆာဆိုင်နှစ်တယောက်ကိုဝယ်ကျွန်တော်တို့ဝယ်ယူလိုက်တယ်ဖဲ့တယ်ကြာရှုံးသွားတဲ့ကသမားတွေရှိတယ်ဘာကြောင့်ကြာရှုံးလဲဆိုရင်တော့ဒါအဓိကကတော့ဒါသူတို့မျှော်လင့်ထားတဲ့ expectation နဲ့ကျွန်တော်တို့ဒီလက်တွေ့ဘဝက ဝနဲ့ပေါ့လက်တွေ့ဘဝနဲ့ဟိုမတူညီတဲ့အခါမှာသူတို့ဟိုမန်တယ်ရပရက်ရှာတွေပြီလာတယ်ပေါ့နော်ဒီအချိန်ကြီးကနေပြီးတော့မယုံထွက်နိုင်မဲနဲ့ဖလုတ်သွားတဲ့ကစားသမားတွေလည်းရှိတယ်ဒီချိန်မျိုးအနေပေါ်ယုံထွက်ပြီးတော့ဟိုနောက်တသိန်းမှာအောင်မြင်သွားတဲ့ကစားသမားတွေဥမာမိုဆာလာတို့ဒီဒီဖရန်တို့ဒီကစားသမားတွေလည်းအရှိတာမျိုးတော့တွေ့ရတယ်ဆိုတော့ဒီဟာတော့ကျွန်တော်အသိမမှာအများကြီးတိုးတရားမှုဟိုမရှိဘူးဆိုရင်တော့မဆုံးရှုံးမှုမရှိဘူးလို့ပြောလို့ရတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ဟိုပြောချင်တာကဒီသင်းမရှင်တွေက တော်သားချစ်ပေါ့ရှောက်ဝင်နေရတော့မဟုတ်ဘူးဗျအာဒီလိုမျိုးအောင်မြင်မှုဆိုရင်လည်းဒါ management နဲ့လည်းအများကြီးဆိုင်တယ်ဒီအဲရှောက်ဝင်နေလို့ဟိုကြာရှုံးမဲ့ဆိုတော့မျိုး risk များရဲ့ဆိုတော့မျိုးလည်းမဟုတ်ဘူးကျွန်တော်ဒီအာစီမံခန့်ခွဲမှုကောင်းရင်အာဒီအသင်းကအောင်မြင်လာတဲ့အောင်မြင်လာနိုင်တဲ့အနေအထားမျိုးဟိုဖြစ်တယ်ဆိုခုခုလက်ရှိအခြေအနေအရဆိုရင်ကျွန်တော်ချက်စီကဟိုဘယ်လိုပြောမလဲပုံလေးတော့ပေါ်နေဗျဘလုံးနေနေကျွန်တော်တို့ဟိုအရင်ကြီးငါတို့အောင်မြင်နေတာမျိုးတော့မဟုတ်သေးဘူးဒါပေမဲ့အာဒီလိုမျိုး ဟိုစီမံခန့်ခွဲမှုကောင်းကောင်းနဲ့အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့ဒီကျွန်တော်တို့အတင်းကဟိုအချိန်လေးတစ်ခုလေးတော့ပြန်ပြီးတော့ရောက်နေပြီလို့ပြောလို့ရတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ဒါတော့ဟိုချက်စင်းနဲ့ပတ်သက်ပြီးတော့လူခေါ်ယူပုံပေါ့နော်လူခေါ်ပုံနဲ့မှမှကျွန်တော်မြင်တဲ့ရှုထောင့်လေးကိုကျွန်တော်ဟုတ်ပြပြချင်တာပြပြတာဖြစ်တယ်ဆိုတော့ညီကိုရောပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ဘလို့မြင်လဲအခုမှမမချက်ပြကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်